ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာကုချင်းဆောက်ပြီး2025ခုနှစ်ဇွန်လ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မြင်းမူပကဖားနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ ဇွန်လ20ရက်နေ့မှာမြင်းမှုမြို့နယ်အလကဘနယ်တောချောင်းလမ်းပိုင်းကင်းဂိတ်စခန်းမှာပကဖရဲဘော်တွေနဲ့မြင်းမှုမြို့နယ်အထိုင်စခန်းများရှိစစ်ကောင်စီပူးပေါင်းဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီဘက်မှကား6စီးနဲ့အလကဘဘက်ကိုပြန်ထွက်လာစဉ်ပရိသာမိုင်း၈လုံး point ဖြင့်မိုင်းဆွဲတိုက်ခတ်ရာမှာကားတစ်စီးပျက်စီးသွားခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ပွဲကိုမြို့နယ်ပကဖမှဦးဆောင်ပြီးဂင်းဂိမ်းမှရဲဘော်များ Blood Eagle Defense Force MMU နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်ခင်ဗျာအခုဆက်လက်ပြီးခင်ဦးမြို့နယ်အတွင်းမှပြူစောတိနှစ်ဦးလက်နက်များယူဆောင်လာပြီးခင်ဦးမြို့နယ်ပကဖတ်ထံအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ခင်ဦးမြို့နယ်အတွင်းမှာပြူစောတိနှစ်ဦးဟာလက်နက်များယူဆောင်လာပြီးခင်ဦးမြို့နယ်ပကဖတ်ထံဇွန်လ22ရက်နေ့မှာအလင်းဝင်ရောက်ခဲ့ကြပါတယ် ၎င်းတို့နဲ့အတူ M2 ကာပိုင်တစ်လက်ကြီးပေါင်း2ပေါင်ကာပိုင်ကြီး330တောင်း G3 ကြီး9000ဖုန်းနှလုံး Redmi 10A Plus Redmi 5X Power Bank တစ်လုံးနဲ့ Fujitsu Laptop တစ်လုံးတို့ကိုယူဆောင်ပြီးအလင်းဝင်ရောက်ခဲ့ကြတာဖြစ်ကြောင်းပက္ကဖတ်ထံကနေသိရှိရပါတယ်ခင်ဗျာအခုတကနမ်ဆန်မှာမူရစ်စေဝါ30တူ29ဦးအား PSLF DNL မှအချင်းစာရိတာပြုပြင်ပေးပြီးပြန်လွှတ်ပေးခဲ့တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ် တောင်ပြည်တမဟာကိုးနယ်မြေနမ်ဆန်မြို့နယ်မှာပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL မှဘူးရီစေဝါသုံးဆွဲသူ29ဦးအားအချင်းစာရိတ်တာ ပြုပြင်ပေးပြီးဇွန်လ27ရက်နေ့မှာပြန်လွှတ်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။အဆိုပါဘူးရီစေဝါသုံးဆွဲသူတို့ကို PSLF DNL မှအချင်းစာရိတ်တာပြုပြင်စကန်မှာ6လကြာအချင်းစာရိတ်တာပြုပြင်ပေးခဲ့ပြီး၎င်းတို့ဟာ နမ်ဆန်မြို့နယ်တောင်းပြည်ရက်တဖွဲ့မှဖမ်းဆီးရမိခဲ့တဲ့မူရစ်ဆေးသုံးသူများဖြစ်ကြသလို၎င်းတို့ရဲ့မိဘအုပ်ထင်းသူကိုယ်တိုင်အချင်းစာရိတ်တာပြုပြင်ပေးဖို့လာရောက်အံ့နံတဲ့သူများလည်းရှိကြတယ်လို့ဆိုပါတယ်။မူရစ်ဆေးဝါးသုံးဆဲသူတွေဟာပထမချိန်မှာအချင်းစာရိတ်တာပြုပြင်စခန်းမှာ6လကြာပြစ်မှုခံရမှာဖြစ်ပြီးဒုတိယချိန်ထပ်မံသုံးဆဲပါက3နှစ်ကြာပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။ပြီးခဲ့တဲ့အေဘီလ9ရက်နေ့ကလည်းနမ်ဆန်ခရိုင်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL မှမူရစ်ဆေးဝါးသုံးဆဲသူ43ဦးအား အချင်းစာရိတ္တပြုပြင်ပေးကပြန်လွှတ်ပေးခဲ့ပြီဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာအခုတစ်ခါဗုဒ္ဓလင်မြို့နယ်မှာထိခိုက်ကြဆုံးရဲဘော်များအားထောက်ပံ့ငွေပေးရတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာခရိုင်ဗုဒ္ဓလင်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူသားစာနာတာဝန်ခံဟာတရင်း20စကန်းတနေရာမှာလေချောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ခဲ့ရတဲ့ရဲစီဒီအမ်ရဲဘော်2ဦးအားတူးလင်ငွေကျပ်2သိန်းကြဆုံးရဲစီဒီအမ်ရဲဘော်2ဦးအားငွေကျပ်3သိန်းစုစုပေါင်း ငွေချက်9သိန်းအားဇွန်လ23ရက်နေ့မှာတွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။အဲဒီထောက်ပံ့ငွေတွေကိုလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာဝန်ကြီးဌာနမြို့နယ်အခွန်ရငွေနဲ့ပြည်သူ့ရှင်ငွေတို့မှအတီးတီထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့သိတင်းရရှိပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF DPLA ရဲ့အပတ်စဉ်6စစ်တမ်းဆင်းပွဲခန္ဓာချင်းပါတဲ့သတင်းပဲဖြစ်ပါတယ်။ တနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF DPLA ရဲ့အပတ်စဉ်6စစ်တမ်းဆင်ပွဲခဏကိုလွတ်မြောက်နေပြည်တော်မှာပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မှာကျင်းပခဲ့ပါတယ်။အဲဒီစစ်တမ်းမှာတနုဒေသတွင်းရှိပြည်သူလူထုအားကာဝယ်နိုင်ရန်ရန်သူကိုအမြဲသတိထားတက်စီရန်နဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန်တို့ကိုအဓိကထားပြီးအချိန်ကာလ3လကျော်ကြာစစ်တမ်းပေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်တမ်းဆင်ပွဲမှာတနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF DPLA ရဲ့ဥက္ကဋ္ဌဦးထွန်းနိုင်က မိမိတို့တို့ဒေတာတွင်းရှိပြည်သူလူထုကိုသစ္စာရှိရှိနှင့်ကာဝယ်သွားကြရန်အမိန်နာဂန်တက်စီရန်နဲ့ဘယ်လိုအခြေအနေမှာဖြစ်စေစိတ်တမကြပဲစစ်အာဏာရှင်ကိုတိုက်ထုတ်သွားကြရန်တက်ရောက်ပြီးအမှားစကားပြောကြခဲ့တယ်လို့သတင်းရရှိပါလိမ့်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောက်တာဂီကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ